လာရေးဆိုတာကပစောကညော့တင်မဟုတ်ဘူးနော်လက်ရှိအချိန်ထိပြိုင်ပွဲဆုံးမှာအင်ကွင်းရှုံးပွဲ လုံးဝမရှိသေးဘူးလာလီဂါမှာဆိုရင်လဲဘာစီလိုနာရီယယ်မက်ဒရစ်အတင်ပြီးလို့ရှင်သူကအဆင့်သုံးမှာရက်တည်နေတာသွားရှုပ်လို့မရဘူးအဲ့ဒီတင်းကိုကျွန်တော်မန်စီတင်းကချန်ပီယံလိအဝေးကွင်းသွားကြံမှာတကယ်ရောအနိုင်ကန်နိုင်မှာမလား လုံးပဲမင်္ဂလာပါကျွန်တော်တို့ဘူတက်ကြည့်ပါမန်စီးတင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီးဖန်တယောက်ပါဗျအဲ့တော့ဒီဗီဒီယိုလေးမစခင်ညီကိုရီကိုမြေတားရက်ခင်ကျင်တာကကျွန်တော်ရဲ့ YouTube ဗီဒီယိုလေးတွေကို VPN လေးခံပြီးတော့ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ ကဲစားလိုက်ကြရအောင်ပြလို့နော်ချန်ပီယံလိပွဲစဉ်တွေတော့ပြန်လာပြီအဲ့တော့ကျွန်တော်မန်စီအတင်းရဲ့ချန်ပီယံလိပွဲစဉ်ကလည်းဒီနေ့မှရှိတယ်အဲ့ဒါကတော့ညတနာကြီးခွဲမှာကျွန်တော်ဘီလာကြီးရဲ့အတင်းခွဲမှာတွားပြီးတော့ကစားရမှာဖြစ်တယ်အဲ့တော့ဘီလာကြီးရဲ့နဲ့ဒါမန်စီအတင်းတို့က2017 2012ရာသီတုန်းကတော့ကျွန်တော်တို့နှစ်ကြော့တွေ့ဘူးရယ်ပေါ့နော်အဲ့ဒီနှစ်ကြော့မှာတော့မန်စီအတင်းကအဝေးခွင်းမှာ Z3 ဆိုရယ်ရလက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အိမ်ခွင်းမှာ2-1ဆိုရယ်ရလက်နဲ့နှစ်ကြိမ်နှစ်ခါလုံး အနိုင်ရရှိထားတာဖြစ်တယ်အဲ့တော့ဒီတစ်ချိန်မှာရောမန်စီးတီးကဒါဘီလာကြီးရဲ့ကွင်းမှာအနိုင်ကန်နိုင်မှာမလားအဲ့တော့ဘီလာကြီးရဲ့အတင်းအကြောင်းကိုကျွန်တော်တစ်ချက်လောက်ပြောလိုက်ကြရအောင်ပြရတော့ဘီလာကြီးရဲ့အတင်းကလက်ရှိအချိန်မှာလာလီဂါအမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းအဆင့်3နေရာအထိရပ်တည်ထားတယ်သူ့အထက်မှာကဘာစီလိုနာရဲ့ရီယယ်မက်ဒရစ်ပဲကျန်တော့တာအဲ့တော့အင်ကွင်းဆိုရင်လည်းကျွန်တော်တို့ဒါ၅ဝဲကန်ပြီးသွားပြီအာ၄ဝဲနိုင်ငံထားတယ်တပွဲတည်းကြာထားတယ်အဲ့တော့ချန်ပီယံလိမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ ဒါနှစ်ပွဲကံပြီးတွားရေပေါ့နော်စပါးအသင်းကိုရှုံးတယ်ဂျူဗင်တက်စ်အသင်းကိုအိမ်ဝဲမှာတူးတူးဆိုပြီးတည်ကြထားတယ်ဆိုတော့ကပြိုင်ပွဲစုံဆိုတဲ့အနေအထားမှာလီဘီလာကြီးရဲ့အသင်းကအိမ်ဝဲရှုံးပွဲလုံးဝမရှိသေးဘူးအဲ့တော့လာလီဂါမှာဆိုရင်လည်းသူနှစ်ပွဲရှုံးတာတယ်ရှုံးတာတဲ့အသင်းကလည်းအက်တလတီကိုမက်ထရစ်ရဲ့ပြီးရီယယ်မက်ထရစ်ရဲ့ဆိုတော့ကဘီလာကြီးရဲ့အသင်းဒီကျွန်တော်တို့ဒါခြေစွမ်းပိုင်းကညံ့နေတဲ့အသင်းမဟုတ်ဘူး ပြီးလို့ရှိရင်တို့အိမ်ကွင်းရလက်ကလည်းတော်တော်ကြီးကိုကောင်းနေတဲ့အသင်းပြအိမ်ကွင်းလာလီဂါမှာဆိုလို့ရှိရင်လည်း၅ဘွဲကန်တာ၄ဘွဲတောင်နိုင်ထားတယ်တပွဲတည်းကြီးကြာထားတယ်ဆိုတော့ဒါတော်တော်ကြီးကိုပဲကောင်းတယ်လို့ကျွန်တော်မှတ်ယူလို့ရတယ်အိမ်ကွင်းမှာကျွန်တော်စပါအသင်း sorry ဂျူဗင်တက်စ်အတင်းကိုဒါသူတို့1 2ဆိုပြီးရှုံးနေတဲ့အနေထားကနေမိနစ်90မှာဒါဂိုးတွင်းပြီးတော့တရေလိုက်ဆော့နိုင်တယ်ဒါစပါးရဲ့ဂျူဗင်တက်စ်ရဲ့တွေ့ပြီးအခု Man City ဆိုတော့ဘာဖြစ်သူတို့ဒီခြေစွမ်းကောင်းတယ်ချန်ပီယံလိမှာလက်ရှိချိန်မှာတမတ်ပဲရထားတာဆိုပေမဲ့ဒါတွေ့ရတဲ့အတင်းတွေကလည်းပေါ်ဆော့ကညအတင်းတွေမဟုတ်တဲ့အတွက်သူတို့မှရှိတဲ့လူစင်းလေးနဲ့အကောင်းဆုံးကန်နိုင်တော့ကျွန်တော်တို့ဒါတတိထားမိရမယ်ဗျာ တော့အခုလက်ရှိဒီဘက်ကမန်စီးတင်းကိုလည်းကျွန်တော်ကြည့်လိုက်ကြရအောင်ကျွန်တော်မန်စီးတင်းကတော့ညီကိုတွေအားလုံးတီးတဲ့အတိုင်းပဲဒွန်းနန်ဒရမာရောက်လာပြီးတဲ့နောက်ပိုင်းမှာရှုံးပွဲလုံးဝမရှိသေးဘူးအာဆင်နယ်တင်းနဲ့တည်ရကြတယ်မိုနာကိုတင်းနဲ့တည်ရကြတယ်ဂျန်နီပွဲတွေကိုတော့လုံးဝအနိုင်ကန်ထားခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိချိန်မှာဆိုလို့ရှိရင်လည်းဒါမန်စီးတင်းကအေဗာတန်တင်းကို0-2ဆိုရဲ့ရက်လက်နဲ့အနိုင်ရထားတယ်ဒါလက်ရှိပုံစံပေါ့နော်ဒါပေမဲ့ BIA အတင်းကတော့အိမ်ကွင်းမှာ Real Betis အတင်းကိုတူးတူးဆိုပြီးတော့တရေကြထားတယ်။အဲ့တော့ မန်စီတင်းကတော့လက်ရှိအချိန်မှာတော့ခြေစွမ်းပိုင်းကပိုပြီးတော့ကောင်းမွန်လာတာကျွန်တော်ညင်လို့မရဘူးမန်စီတင်းရဲ့လက်ရှိအချိန်မှာဟာလန်ကလည်းတယောက်တည်းဂိုးတွေကိုတိုင်ရန်တွင်းနေတယ်လို့မန်စီတင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ဒါနီကိုကွန်ဇာလက်ပြီးလို့ရှိရင်ကျွန်တော်ဒိုကူပြီးရင်ကျွန်တော်ဆာဗီညိုတို့ကလည်းတဖြည်းဖြည်းချင်းကျွန်တော်တို့ ပုံမှန်ခြေစွမ်းတွေပြန်ရလာပြီလို့ပြောလို့ရတယ်။နောက်တန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်လူငယ်ကစားသမားလေး O'Reilly ကဒါအိတ်နိုရီကိုအရန်ကုန်မပို့နိုင်လောက်တဲ့ခြေစွမ်းကိုပြတာထားတာကျွန်တော်တွေ့ရတယ်။အဲ့တော့ရလက်တွေရောခြေစွမ်းမိုင်းတွေရောကောင်းမွန်နေတဲ့ Man City ကဘီလာရီရဲ့အတင်းကိုတွားရောက်ရှင်ပြိုင်ကစားရတော့မှာဆိုတော့ဘီလာရီရဲ့အတင်းကလည်းအိမ်ငွေးမှာခုချိန်တိကိုရှုံးဝဲမရှိသေးဘူး။တကယ်ကိုစိတ်ဝင်စားစရာကောင်းနေဗျ။ဒါပေမဲ့ကျွန်တော်တို့ဒါ Man City အတင်းကတော့ဘီလာရီရဲ့အတင်းကိုအနိုင်ကန်နိုင်မဲ့အချက်တစ်ချက်ကိုကျွန်တော်တို့တွေ့တယ်ဗျ။ အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီးပြည်ဂွာရီယိုလာကဘီလာအီးရဲ့နဲ့တွဲဆောင်ခဲ့တဲ့တမိုင်းတစ်လျှောက်မှာရှုံးပွဲလုံးဝမရှိသေးဘူးဆိုတဲ့အချက်ချက်ပဲဗျအဲ့တော့လီဗာပူး sorry ဒီဘာစီလိုနာဘာစီလိုနာနဲ့ဂွာရီယိုလာကင်ခဲ့တဲ့အချိန်လက်တွဲအတူလက်တွဲခဲ့တဲ့အချိန်တွင်းမှာဒါဘီလာအီးရဲ့တင်းမှာခဏခဏတွေးခဲ့တယ်လက်ရှိချိန်ထိရှုံးပွဲမရှိသေးဘူးဆိုတော့ဒါဂွာရီယိုလာရဲ့အစွမ်းစနဲ့ပဲကျွန်တော်တို့မန်စီတင်းကဘီလာအီးရဲ့ကွင်းမှာကျွန်တော်ဘီလာအီးရဲ့တင်းကိုအနိုင်ကစားသွားမယ်လို့ကျွန်တော်တို့လည်းမျှော်လင့်နေအဲ့တော့ ထူးတစ်ဖြင့်ကျွန်တော်တို့ဒါနီကိုကွန်ဇာလက်ရဲ့အခြေစွမ်းထူးတက်လာတာကိုလည်းကျွန်တော်တို့ချီးကျူးရမယ်ဗျ။ရိုဒရီမပါလာနိုင်တဲ့အချိန်မှာကျွန်တော်တို့ဒါနီကိုကွန်ဇာလက်ကအကောင်းဆုံးထိန်းချောင်းနေအောင်လို့တွေးရတယ်။ရိုဒရီလောက် impact မကြီးမားလေးပါမယ်။ဒါရိုဒရီအသေးစားလေးကိုကျွန်တော်တို့မြင်နေရတယ်လို့ပဲလက်ရှိချိန်မှာတော့ဒါကျွန်တော်တို့ခန်းစားနေရပြီပေါ့ဗျာအဲ့တော့နီကိုကွန်ဇာလက်ကမမေ့ပါနဲ့ကျွန်တော်တို့ဒါခုမှရောက်တာတစ်နှစ်တောင်မပြည့်သေးတဲ့ကစားသမားပါလက်ရှိချိန်မှာအတင်းနဲ့တဖြည်းဖြည်းချင်းနဲ့အန်ဝဲလာတာတို့ကျွန်တော်တို့မြင်တွေ့နေရတယ် တော့တစ်ဖက်က Oreilly လည်းတော်တော်ကြီးကိုချေဆွမ်းပိုင်းကောင်းမွန်လာတာတော့ကျွန်တော်မြင်တွေ့နေရတယ်အဲ့တော့ Donnarumma ရဲ့ lesson တွေကလည်းကျွန်တော်တို့ Man City ကို clean sheet တွေပိုင်ဆိုင်စေဖို့အတွက်ဒါထိုက်တန်တယ်လို့ပြောလို့ရတယ်ဗျအဲ့တော့ကျွန်တော်ကတော့ Man City အနေနဲ့ဒါဂိုးပြတ်မနိုင်တာလည်းကြာပြီဖြစ်တဲ့အတွက်ဘီလာရဲ့ကွင်းမှာအနေအဆုံ၃လုံးလောက်တော့တွင်းပြီးတော့အနိုင်ရရှိနိုင်မယ်လို့ကျွန်တော်နေနဲ့ခံမဲ့တုံးတက်လိုက်ရပါတယ်ဗျညီကိုတို့ရောဘယ်နှကိုတွင်းနိုင်မလဲထင်လဲ Haaland ဘယ်နှလုံးရမထင်လဲ ကွန်မန့်မှာချက်လောက်ရေးပြီးခဲ့ကြပါအောင်ဗျကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်